အဲ့အဲ့ကောင်မလေးရဲ့အဲ့ကောင်မလေးဝိညာဉ်ရတယ်နော်အနားမှာရှိနေနေမှာ तू အမှုပူအောင်ပေါ်အောင်လို့ဆိုပြီးတော့သွားအဲ့လိုလက်ကြီးအပြင်ထွက်လာအောင်ဘယ်လိုလုပ်လိုက်လဲမသိ तू လက်ကြီးအပြင်ထွက်လာတာတိတ်တိတ်ချာချာတတ်တတ်ရလုပ်ပြီးသွားမှာနော်လက်ကြီးအပြင်လူတယောက်စီကအဲ့လိုလုပ်တဲ့အရာမှာသူတို့စီကထွက်လာတဲ့ညီးတန်နေသူတို့အော်ဟစ်တန်တို့သွားအရန်ကိုကြိုက်တာ အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးရဲ့နေပြန်လည်ကြိုဆိုလိုက်ပါရရှင့်ဘူးဇလီတင်ဆက်ပေးမယ့် video လေးကတော့နော် Beautyland Hotel မှာဒီစိတ်တစားကောင်ကနော်ဒီ DK ကောင်မလေးကိုဒါရဲရဲဆက်ဆက်တက်လိုက်တဲ့ဒါ view file လေးကိုလည်းအားလုံးကသိကြမှာပါရှင့်အခုဆိုလို့ရှင်နော်ဒီလူသက်ကောင်ကနော်သူကိုယ်တိုင်းဒီ yes ခန်းမှာနော်ဘလူမျိုးတက်တယ်ဆိုတော့ဒါပြောပြလာတဲ့ view file လေးပဲဖြစ်ပါရရှင့်နားထောင်ရဲတဲ့သူမှဒါနားထောင်ကြည့်ရှင့်လုံးဝကိုနော်တော်တော်လေးကိုစိတ်ချုပ်ချဖို့ကောင်းပါရရှင့်နိုင်ငံခြားလူသက်ကားတွေကအတိုင်းအတာလိုက်လုပ်တလို့မျိုးဖြစ်နေရနော်လူတယောက်ရဲ့ ဲနာကျင်ခံစားရတဲ့အချိန်နော်သူ့ရဲ့တီကန်ဤအချိန်မှာညီးရဲ့အတန်နော်အဲ့ဒီအတန်ကိုသူကအရန်ကြိုက်တာတယ်နော်ဒီဗျူဖိုင်လေးကိုအတူတူကြီးကြီးလိုက်ကြရအောင်ရှက်โอเคကျွန်တော်ခုနည်းနည်းလေးပြပြပြချင်တာရှိလို့ပြကျွန်တော်လာပြောပြအင်းညံပတ်ကြီးလေးဖြစ်နေတော့ပြောလို့ကောင်းမယ်ထင်လို့ညာကျွန်တော်အကလုံးသိနေတဲ့ကိစ္စပေါ့နော်ဘယူတီလန်းမှာအဲကောင်မလေးတယောက်ကိုတတ်လိုက်တယ်ပြီးတော့အလောင်းဖြောက်တယ်ပေါ့နော်အလောင်းဖြောက်တဲ့ကိစ္စအဲကိစ္စပေါ့ဗျာ တရားခံဘလို့ဝန်ခံခဲ့လေဆိုရအကြောင်းကျွန်တော်အဲအမှုလိုက်နေအကူတယောက်နဲ့ကျွန်တော်နဲ့ဒီနေ့ပေါ့နော်စကားစုံပြီးစကားပြောပြတဲ့ဗျာစကားပြောပြတဲ့အားတွေကိုကျွန်တော်ပြန်ပြီး sharing လုပ်ဖြစ်ကြမှာပါအဲကောင်တွေက psycho ဖောက်နေရဗျာဘလို့ဖောက်တယ်ဆိုနားထောင်ရဲမှာနားထောင်တော့ညဘက်ကျရင်အိတ်မပြောင်းပါဆိုလို့ကျွန်တော်တော့ခုချက်သိနေတာအဲကောင်တွေက psycho ဖောက်နေရဗျာဘလို့ psycho ဖောက်နေနေဆိုတော့ तू อ่ะအဲ့လိုဗျာလူတက်တဲ့ကားကြီးအဲ့လိုပေါ့လူအလောင်းဖြောက်တဲ့ကားကြီး तू ကြည်ရကြည်ပြီးတော့ तू อ่ะအဲ့လိုပေါ့เนาะအဲ့လိုလှုပ်ဖို့ဗျာ तू အချိန်ချင်းကားကစူးစားဖို့ तू စဉ်းစားတယ်ဗျာစဉ်းစားရဲ့အချိန်မှာ तू ဒီလူတယောက်ကိုပေါ့နော်သူအပိုင်းပိုင်းခုတ်မယ်ခုတ်ပြီးွားခါကျရင်ဥကလီစာတွေဖောက်မယ်တိုးရဲကွာလူတယောက်စီကအဲ့လိုလုတဲ့အရာမှာသူတို့စီကထွက်လာတဲ့ညီးသံတွေသူတို့အော်ဟစ်တံတွေသူအရန်ကိုကြိုက်တာ အဲ့ feeling မျိုးကသူအရန်ကြိုက်နေ feeling လို့မှသူဖြစ်နေရပါဘောဖြစ်နေရအတွက်ကိုသူအဲ့လိုကလူတယောက်ကအဲ့လိုသူသူ့ကသူ့နာကျင်မှုတွေပေးရခြင်းမှာထွက်လာတဲ့အတန်မျိုးကိုသူအရန်စိတ်ဝင်စားပြီးတော့အရန်ဟိုကသူနှစ်ချိတ်တဲ့ပုံစံမျိုးဖြစ်နေရအတွက်သူအဲ့အတန်ကိုသူအဲ့အတန်ကိုကြားကျင်တာကွာအကြခြင်းနဲ့တော့တော့ဘာဖြစ်လို့လဲဆိုတော့စားသားလာအောင်ကသူကလှုပ်ဖို့ကအဲ့ကောင်မလေးကိုလှုပ်ဖို့မဟုတ်ဘူးကောင်မလေးကိုလှုပ်ဖို့မဟုတ်ဘူးသူလှုပ်ဖို့ကကြောက်ပါပဲယောက်ျားလေးကိုသူကလှုပ်ချင်တာယောက်ျားလေးကိုလှုပ်ချင်တာယောက်ျားလေးကိုလှုပ်ချင်တဲ့အတွက်သူကဘာဖြစ်လဲဆိုတော့ ယောက်ျားလေးကိုသူလုံမယ်ဆိုရင်ယောက်ျားလေးကသူ့ပြန်ပြီးခုခံမယ်တင်မှာခုခံမယ်ပါလို့သူ့အတွက်အန်ဒီရဲ့အများရပါတော့အန်ဒီရဲ့အများရအတွက်တော့ယောက်ျားလေးကိုသူပြစ်မှတ်မထားတော့ဘူးပြီးတော့မင်းကလေးပေါ့နော်မင်းကလေးကိုပြစ်မှတ်တာမင်းကလေးဆိုရတယ်ဒီပတ်ဝန်းကျင်မှာသွာလာနေမင်းကလေးကိုသူလုံးလို့မရဘူးကွာလုံးလို့မရတော့သူခေါ်လာဖို့ပါညာဆိုတာအခက်ခဲဖြစ်တယ်အဲ့အတွက်ကြောင့်သူပိုင်းอ่ะအဲခုနပြောသူတကယ်ဒီပေါ့နော်တကယ်ကို तू ခေါ်ပြီးတော့အဲဒီဟိုတယ်ဟိုတယ်မှာတွေ့မယ်ခေါ်လိုက်ပြီးတော့အကောင်မလေးခေါ်လိုက်တယ်ပေါ့နော်အကောင်မလေးရောက်လာတယ်ရောက်လာတော့ तू ဘလူးစပြီးတော့ လုပ်လဲဆိုတော့ဗျာကျွန်တော်ပြရမယ်အဲကောက်မာလေးနဲ့သူနဲ့ဗျာလို့အဲစက်ကိစကျူးလို့မဟုတ်သူစဖြစ်နေတဲ့အချိန်မှာပဲသူကအကောက်မာလေးကိုလေဘင်းညှက်လိုက်တယ်လေဘင်းညှက်ပြီးတော့သူ့မှာပါလာတယ်သူ့မှာပါလာရဲ့အိတ်ထဲကဓာတ်ကိုထုတ်ပြီးတော့ဘိုက်ကိုခွဲတယ်ချစ်စင်လေဘင်းညှက်တာကောက်မာလေးလုံးဝအော်လို့မရဘူးဗျာအော်လို့မရတဲ့အချိန်မှာသူကဘိုက်ကိုခွဲတယ်ဘိုက်ကိုခွဲပြီးတဲ့အချိန်မှာဘိုက်ကိုတဖြည်းချင်းခွဲတာခွဲသွားပြီးဆိုမှအထဲကဦးလီစာကိုတဖြည်းချင်းဆွဲထုတ်တာ oh shit ကောင်မရေလုံးဝအော်လို့မြောက်ဒီတက်မလားအခု Telegram မှာမြင်နေရနှခိုင်းပြီးပြာနေရပါလူကလုံးဝအတန်ထွက်လို့မရဘူးလေဘေးညှက်ထားတဲ့အချိန်ကြောင့်လုံးဝအတန်ထွက်အဲ့ဒါကိုသူကအဲဘိုက်တွေခွဲဥကလီစာတွေဆွဲထုတ်တယ်ဆွဲထုတ်ပြီးတော့သူကအဲ့ကောင်မလေးအဲ့လိုဥကလီစာဆွဲထုတ်မှတော့အသက်မရှိတော့မမြော့လေးကြံတော့အဲ့အချိန်မှာသူ့ကောင်မလေးကအဲ့လိုအတန်ညီးတန်နေထွက်တယ်ကွာညီးတန်ထွက်တယ်ဆိုတော့ဒီလိုပေါ့ဟာဟိုသူ့ရဲ့ကွာအဲ့လို living ကြထားတဲ့အတန်အကြောက်ကွာသူကအတန်အချိန်မထွက်နိုင်ဘူးနော်သူ့နားထဲမှာအဲ့အတန်ကိုသူကကြိုက်တာ သူထွက်လာတဲ့အတန်ကိုသူကကြိုက်တာကြိုက်တဲ့အချိန်မှာသူအလူဖြစ်တယ်ဖြစ်တဲ့အချိန်မှာကော်မာလေးကနောက်ဆုံးကျတော့မမျော့ပဲကြံနေတဲ့အချိန်မှာသူကအဲ့ဒါကိုဥကလီစာကြီးထုတ်ပြီးတော့အပိုင်းပိုင်းခုတ်ပြီးတော့ဘေးစုပ်ခွဲပေါ်မှာတင်လာတာအသေးရာတော့မှနော်တော်တော်လေးကိုအသေးဆိုးရလို့ပြောရမှာရှင့်လုံးဝဘေးစကောင်းမှာလုံးဝတင်ထားလိုက်တာတင်ထားတယ်ပြေးသွားပြီးတော့အဲ့သူ့နောက်ထပ်သူ့ပေါင်တွေကိုဓာတ်တွေနဲ့မှုန်းနေမှုန်းပြီးအဲ့ပေါတုံးတုံးတွေကိုသူကကြွကြွအိမ့်နဲ့ဟိုအတုံးတော့ဆော်ကြွကြွအိမ့်နဲ့မထည့်ဘူးအတုံးတုံးတွေသူကယူသွားတယ်ယူသွားပြီးတော့ အိမ်နာအိမ်နာတွေကအိမ်နာတွေကိုသူပစ်ချပြီးတော့အိမ်နာတွေကိုပစ်ချပြီးတော့နော်ဘူတိုင်းပစ်ချပြီးတော့ရေဆွဲချလိုက်တော့အတုံးတုံးနေအကုန်ပါသွားပါကွာ။ဦးရီကြတော့သူအဲ့ဒါကြီးကိုကြွတ်ကြွတ်အိမ်နာထုတ်ထားတယ်။နော်ဘလောက်ကျက်ရက်ဆက်လဲဆိုတာရောအဲ့အချိန်မှာသူအဲ့လိုလှုပ်ပြီးသွားတဲ့အချိန်မှာသူတန်ရှင်းရေးလို့ဖို့ဘာညာကွာလူနေပြီကွာဒီမှာလန်ရှင်းလို့ရအောင်အတူကောင်မကြီးတော့ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ဘယ်လိုပြောလဲဆိုတော့အဲနေငါစီခဏလာခဲ့အောင်ဘာညာပေါ့နင်းနဲ့ငါတွေ့စရာရှိလို့ဆိုပါကောင်မလေးကလည်းအဲ့ချိန်မှာအဲ့လိုလူထားမှမသိဘူး အတူခေါ်တဲ့ဟိုတယ်နောက်တော့လိုက်ွားလိုက်တာကောင်းမလေးခေါ်ပိုင်းလိုက်ွားလိုက်တာလိုက်ွားတဲ့အချိန်မှာကောင်းမလေးရဲ့လုံးဝမြင်ွားတဲ့အချိန်မှာအဲ့လိုလိုဖြစ်ရလုံးဝသွေးကြောင်ွားတယ်သွေးကြောင်ွားတဲ့အချိန်မှာသူကသူ့ကောင်လေးလည်းဖြစ်နေရယ်သူ့ကောင်လေးလည်းဖြစ်နေသူ့ကောင်လေးကလည်းအဲ့လိုထောင်တာဟိုအဲ့လိုလုခဲ့ပြီးကသူမြင်ွားတဲ့အတွက်သူ့ကောင်လေးရှော့ရိုက်ွားတယ်ကွာဒါပေမဲ့သူ့ကောင်လေးထောင်ကြမှာလဲသူကအဲ့လိုစိုးရိမ်နေတဲ့အတွက်ကြောင့်သူခိုင်းတဲ့ပုံစံမျိုးလိုက်လုပ်ရပါတော့နော်အဲ့အချိန်မှာအဲ့ကောင်မလေးကဒါယူရှင်းပွေးပြီးကိုအတွက်ကိုအချိန်လိုတယ် အချိန်ပမာဏတစ်ခုလိုပဲဗောနော်အဲ့လိုတော့သူ CD map ကိုသွားတယ်သွားပြီးတော့အဲ့ခြေကြီးကြေးကြီးချက်စေးဒီအဆက်ပြားတဲ့အကုံဝဲကွာအမိုက်ထုတ်ပြီးအကုံဝဲလာပြီးတော့သွားအမှတန်ရှင်းအကုံလို့တာလုတ်သွားပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဥတွေနဲ့အသားတုံးတွေအကုံလုံးသွားချွချွအိမ်နဲ့ထုတ်တယ်ထုတ်ပြီးသွားအခါမှာကျန်တဲ့အသားတုံးတွေကိုသွားလမ်းပြီးအမိုက်ပုံထဲမှာပြစ်လိုက်တယ်ဥတွေကိုလည်းအဲ့လမ်းပြီးအမိုက်ပုံထဲမှာပြစ်လိုက်တယ်ပြစ်ပြီးတော့သူပြန်လာပြန်လာပြီးတော့ကျန်တဲ့အထုတ် သူတို့ခုနောက်ဆုံးမိသွားတဲ့အထုပ်ပေါ့နော်အဲ့အထုပ်ကိုသူကထပ်ဖြောက်ဖို့စူးစမ်းဖို့သူလာတယ်အဲ့အချိန်မှာဟိုတယ်ကအချိန်ပြည့်သွားတယ်သူတို့ဖုန်းဆက်တယ်အချိန်ပြည့်သွားတယ်အချိန်ပြည့်သွားတဲ့အချိန်မှာသူအဲ့အထုပ်ကိုဖြောက်ချိန်မရတော့ဖြောက်ချိန်မရတဲ့အချိန်မှာသူအဲ့အထုပ်ကိုသူအဲ့အနောက်ကပေါ့နော်သူအာသူအဲကွန်အနောက်ဘက်ကရှိတဲ့ထဲမှာသူကဂျားထဲမှာညှက်ခဲ့လိုက်ညှက်ခဲ့ပြီးသူကဘာလုပ်ရထင်လို့လဲနောက်တစ်ခါပြန်လာမှာနော်အနေအားပြန်လာပြီးတော့သူကအဲ့အလောင်းအဲ့ကြံခဲ့တဲ့ဥစ္စာကိုသူကထပ်ပြီးဖြောက်မှာအဲ့ကြံခဲ့တဲ့အပိုင်းပိုင်းကိုသူကထပ်ပြီးဖြောက်ဖို့လာပြန်လာအောင်မှာ ပြန်လာပြီးတော့သွားအဲ့လိုထပ်ဖြောက်ဖို့အိုထပ်ဖြောက်တော့ပြောလို့ဆိုတော့ तू ဝန်ခံသွားအရာ तू အဲ့လိုအတုံးတုံးနေအဲ့လိုအသားစားတွေအကုန်ဖြောက်လိုက်ပြီဆိုရင် तू အတွက်ကလုံးဝလွတ်ပြီကွာတိအမှုလွတ်ပြီဆိုရဲသဘောမျိုးကို तू ခံယူထားတာဒါဆို तू ဖမ်းလို့လုံးဝမပြီးတော့ကွာလူရဲ့ခန္ဓာကိုယ်အပိုင်းစားအပိုင်းစားရင်ဘာမှရှိရတော့ဒီဟာဖမ်းဖို့ခတ်သွားပြီကွာအဲ့တော့ तू လွတ်ပြီဆိုရဲအကြောင်းကိုဒါဆို तू အချိန်မရတဲ့အတွက်အဲ့ကျန်တဲ့အပိုင်းပိုင်းတွေ तू ဖြောက်လို့မရတဲ့အချိန်မှာ तू အဲ့ခဏအိမ်အောင်ဖေးရမှာရှိရဲ तू ခဏအဲကုန်းထားရဲ့ခြားရဲမှာ तू ညှက်ခဲ့ဒါမဲ့ तू ကနောက်တစ်ခေါက်ပြန်လာအောင်ပါ ပြန်လာပြီးအဲ့တော့ထလာဖြောက်မှာအဲ့ချိန်မှာမှသူကအချိန်ကနေသူအဲ့ဟိုတယ်6ရောက်လို့ပြီးထွက်သွားတယ်ပေါ့နော်ထွက်သွားတော့ချစ်ချင်တော့အဲ့ကောင်မလေးကအဲ့ကောင်မလေးဝိညာဉ်ကသူအဲ့လိုခံခဲ့ရတဲ့အတွက်ကွာမကြည်နဲ့ချက်တွေရှိရင်ရှိမယ်သူသူ့ရဲ့အမှုပေါ်စေချင်ရှိဆိုစဉ်းစားကြည့်ကွာဒီလောက်ထိတတ်တည့်ရဲ့လှုပ်သွားပြီးထွက်သွားတဲ့လူကနောက်ဆုံးအဲ့အမိုက်ထုတ်ကြီးမှာလက်ကြီးတစ်ချောင်းရင်အပြင်ထွက်လာကွာပေါက်ပြီးအပြင်ထွက်လာတာကြည်ရဘယ်တော့ထူးဆန်းလဲ ဒီလော်ရီတေချာထုတ်ရက်ပြီးထဲ့ထားတဲ့အရာကွာထွက်လိစားအကြောင်းမရှိဘူးအဲ့လက်တချောင်းကဘာအပြင်ကိုထွက်လာတယ်ပတ်ဝန်းကျင်ကအဲ့လက်တချောင်းကိုမြင်တော့မှဟာဒါဒါမတင်ကဘူးဆိုတော့ဟိုတယ်ကိုပြောတော့မှဟိုတယ်ကသွားစစ်တော့မှအဲ့လိုဖြစ်တာမသိရသူကဝင်ခံသွားတက်တဲ့လူကရနော်အဒီတယောက်ပြီးနောက်တယောက်ထပ်တော့အောင်မှသူကတော့ပြောဘူးပါကြီးကျွန်တော်ဒီတယောက်တတ်တယ်တတ်ပြီးွားခိုင်းနောက်တယောက်ကိုလေသူကထပ်ပြီးတတ်အောင်ပါတဲ့ Oh shit ကန်ကအစိုးရမိကောဘုံတော့နောက်တယောက်ခေါ်ပြီးတော့ထက်လို့မှာအဲ့လိုပဲသူခေါ်မယ်ခေါ်ပြီးဟိုတယ်ခေါ်မယ်ဟိုတယ်ကိုတတ်တတ်နောက်ခါတက်ဖို့ကြရင်တော့အချိန်များများယူပြီးတက်မှာကွာဟိုဖမ်းလာမယ်တစ်ခုပြီးတစ်ခုသူလူတယောက်ကတဖြည်းဖြည်းနာကြအောင်လုပ်မယ်လုပ်ပြီးတော့မှာတော့တက်မှာဒီလိုဒုံးတိကွာအဲ့လိုလုတ်လိုက်ပဲမဟုတ်ပဲနဲ့တဖြည်းချင်းကွာတခုချင်းလက်ချောင်းလေးဖြန့်ဖြန့်မယ်အဲ့လိုပုံစံလုတ်ပြီးမှသွားတတ်တော့မှာနောက်ခါကျရင်အချိန်များယူပြီးတတ်မှာဆိုတော့ဝင်ခံသွားတယ်။ Oh shit. Oh ဘလို့အကန်ကောင်းလို့အစိုးရမိွားလို့နော်အစိုးရမိရင်အဲ့ဒီသူ့ရဲ့တားကောင်ဖြစ်မဲ့လူတွေအများကြီးပါနေမှာအာကျွန်တော်တို့လေအဲကြောင့်မို့အခုခေတ်ဟိုမင်းကလေးသတိထားပါဘာဖြစ်လို့ဆိုတော့ဘသူကမင်းကလေးဖြစ်ယောက်ျားလေးဖြစ်ဖြစ်ပေါ့နော်သတိထားပါကိုနဲ့မသိတဲ့ဒီဇိုင်းကြီးတယောက်ကလို့ခေါ်တာမျိုးကိုနဲ့ဒီဇိုင်းကြီးတယောက်လို့သူတို့ရဲ့သူတို့ရဲ့ကွာစိုက်ကောကဘာဖြစ်နေမှာကွာမသိရဘူးပါတင်မလားအဲ့လိုလိုက်ဝါးတဲ့ခါမျိုးစဉ်အရန်သတိထားရပါတယ်အဲကြောင့်မို့အဲ့ဒါပြောပြတာပါကျွန်တော်အဲ့ဒါပြောပြချက်သိအောင်ထားချက်စင် အေးအဲ့ကောင်မလေးရဲ့အဲ့ကောင်မလေးဝိညာဉ်ရလဲနော်အနားမှာရှိနေနေမှာဘယ်လိုအဲ့ကောင်မလေးဝိညာဉ်ရလဲအဲ့လို तू အမှုပူအောင်ပေါအောင်လို့ဆိုပြီးတော့သူအဲ့လိုလက်ကြီးအပြင်ထွက်လာအောင်ဘယ်လိုလုပ်လိုက်လဲမသိ तू လက်ကြီးအပြင်ထွက်လာတာတိတ်တိတ်ချာချာတတ်တတ်ရဲ့လုပ်ပြီးသွားမှာနော်လက်ကြီးအပြင်ထွက်လာအိုးညာဘက်ကြရင်နော်အမကြီးဆောဆောအေးကြပါလို့အဲ့ဒါလာပြောတာပါကျွန်တော်တည့်ရတဲ့တင်းလေးကိုခုလိန်လာရှင်းလို့တော့ပါဘိုင်း ပမာလေးရလဲနော်အရှင်လက်လက်ကြီးနော်ဒီလူမျိုးရရဆက်ဆက်အသက်ခံရဆိုတော့နော်ကျွချင်ပါလေကျွမရှင်ဒီလူသက်ကောင်းစောစောစီးစီးအဖမ်းခံလိုက်ရလို့နော်တော်သေးရရှင်တမင်းဆိုရင်နော်နောက်ထပ်နောက်ထပ်ဒီလေသူအများကြီးဒီလူမျိုးထပ်ပြီးတော့လုံမရှင်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိန်ကလေးတွေယောက်ျားလေးတွေရောနော်အားလုံးသတိထားကြပါရှင်ဆုံးတိလိုက်ပါကြည့်ရှုပေးရတော့အားလုံးကျေးဇူးများတင်ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်